ရေအောင်မျက်စံကြီးကပန်းဝဲလက်ကိုမလွတ်တန်းကိုကန်ထားပါ။ကိုကြည့်ရတဲ့တည်းရောကိုရအမက်ကရမက်ပြနေတာ။ရှေ့ကမတုံ့ပြန်လုပ်နေနိုင်သေးရလား။ပြီးမှနေနဲ့ငါနဲ့တွေ့မယ်။ဒါဆိုးတယ်ကွနော်။ဆန်းဆိုးတယ်ဘလို့မှသုံးမလည်းမရ။နော်အရန်စိတ်တူကောင်းတယ်။တကယ်မီးမဆုံးမပါမဆက်။အောင်မြတ်ဆန်တင်းလာရင်ဘလောက်ထိရှော့ရခတ်တယ်ဆိုတော့မသိကြသေးဘူးနဲ့တူတယ်။ မြစ်တာထားမဲ့ကြံတိုင်းနင့်အဲ့ဒီအပြူငွေတွေကငါ့ကိုပြန်ပြန်တင်းလာစေတယ်ဒီမှာချက်လို့မရဘူးသူကအဆုံးထိကိုတခုကောင်းတာတော့ဒီမင်းဟိုမင်းသားကြီးရိုက်ပြီဆိုလို့ရှိရင်ဇလန်းတော်တော်များများအဖြီပေါ့နော်နောက်ဆုံးညရင်ကောင်းသွားတယ်ဆိုတော့ဒါပေမဲ့ဒီကားကတော့ထူချတာအဖြီလုံးဝမပါပါဘူးသူကလုံးဝကျွတ်တရားမရှိရဲ့ကောင်မစက်မိုက်နေမှာဆိုတော့တယောက်တော့ဖြစ်နေတယ်သူက ာစာတွေလည်းကြိုလုပ်တယ်နောက်တစ်ခါကျတော့ script reading လေးလည်းလုပ်တယ်ဇလန်းလေးကလည်းကြိုသိထားပြီးတော့အကုန်လုံးပြင်ဆင်ပြီးတော့အဲလုပ်တဲ့ဟာလေးဆိုတော့ရိုက်တဲ့အချိန်မှာတော့အခက်အခဲတော့မရှိပါဘူးဒါပေမဲ့ခုနပြောသလိုပေါ့ဟိုမမျောလင့်ထားအမဆို allergy ဖြစ်သွားတဲ့အချိန်လေးတွေအဲ့လိုမျိုး shooting တရက်နားလိုက်ရအဲ့လိုမျိုးလေးတော့ရှိတာပေါ့လေကျန်တဲ့ဟာကတော့အရင်ဟိုခက်ခဲခက်ခဲကြီးဟိုဒီ shooting မှာဟိုဖြစ်သွားတာတော့မရှိပါဘူးရှင်ဟုတ်ဟိုကအမတို့အမှုပညာရှင်ဆိုတာကြတော့ ပြိသက်ကိုဖျော်ဖြေတာပဲလေနော်အဲကိုဖျော်ဖြေလိုက်တဲ့ဟာသူတို့အတွက်ရသားတစ်ခုခုခံစားရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမှုပညာကိုလက်ခံတယ်ကိုယ့်အမှုပညာမြောက်တယ်ပေါ့အဲ့လိုမျိုးခံစားရတဲ့အတွက်အဲ့ဒါကြတော့အမရပီတီပေါ့အဲ့လိုမျိုးအတန်ကြရင်အမတော့ဝမ်းတာတယ်ပီတီဖြစ်တယ်အញ្ញာလည်းဝမ်းတာပါရှင်းနေတယ်ဒီ character ကအမအသက်ရွယ်နဲ့လည်းတူတူလူလာဖြစ်နေတော့လေသူကဟို မောင်လည်းရှိရေနောက်တော့ဒီအသက်40လောက်မှဟိုအမအမအဲ့ထဲမှာမပါဘောလေဒါပေမဲ့အသက်30နီးပါးလောက်မှခလေးကိုခက်ခက်ခေခေရထားခလေးဆိုတော့အပြင်ကပုံစံမျိုးပေါ့ကိုလည်းဒါဟိုကလေးလေးတယောက်သာရှိရင်ငါရန်ဟိုမလွယ်တော့ဘူးထက်ရဘူးအဲ့အဲ့ဟာအဲ့ပုံမှာပဲစဉ်းစားနောက်တစ်ခါကျခလေးလေးကိုကြည့်ပြီးတော့ဟို သူ့ကိုလည်းကိုသားလိုပဲတကယ်ခံစားသွားတာချင်းသူ့မျက်နှာလေးမြင်တဲ့အချိန်နဲ့သူ့မျက်နှာလေးကလည်းအဲ့လိုမျိုးလေးဆိုတော့ဟိုကိုသားလိုပဲခံစားလိုက်အခုချိန်နေကလေးရလည်းအမောင်အမေလိုပဲကွာတွေ့ရင်လည်းတွေ့ရတဲ့နေရာမှာအမေဆိုသူပြပြလာဒီနေ့မနဲ့လဲအလှူမှာလည်းအဲ့လိုပဲသူလည်းအဲ့လိုအမေလိုပဲဆိုတော့ကိုနဲ့သူနေရာတော့အဲ့လို chemistry meet နေဆိုတဲ့သဘောပေါ့လေဟုတ်ဟုတ်တယ်အဲ့ဟာအဲ့ခန်းကိုကြိုက်တော့ဟိုဒီကလေးအောင်မှာအမတို့တော့ဟိုက ဟိုဖော့ခုထားမယ်ပေါ့မမအဲ့လိုမျိုးတိုက်ပြီးငိုတဲ့အချိန်ညာလဲဒါပေမဲ့တကယ်ခုထားအချိန်ညာဖော့ကဟိုဘက်ရောက်နေကိုကတကယ်တိုက်လိုက်ကတိစောင်းနဲ့တိုက်အဲ့ဒါလေးကတော့မှတ်တရပါဘောနော်ကိုတကယ်တိုက်လိုက်တဲ့အချိန်ကျတော့ရှေ့ကဖော့ကအရှိနေနေရောက်နေတဲ့အချိန်ဆိုတော့ကြိုးအောင်ကြိုးပြီးတော့ပြောပါတယ်ဟိုကြော်ထွက်လာပြောမိသားအဲ့လိုမျိုးလေးသူအရန်အရန်နှိုက်လိုက်လဲလဲသူဖြစ်ချင်တာပေါ့အိုက်စင်းပါဘောအဲ့လိုမျိုးဆိုတော့ကိုကလည်းဟိုသူကငူတော်လုံးဝလှုပ်ပေးထားလှုပ်ပေးထားတဲ့အချိန်ကကိုစိတ်ကြိုက်အချိုက်အဲ့လိုမျိုး ကုံအောင်ထိငိုချခိုင်းတာပေါ့ဟုတ်ဒရိုက်တာဒီကတော့ဒရိုက်တာတွေနဲ့ဟိုဘေးနားလူတွေဟို support လုပ်ပေးမှုနောက်တစ်ခါကျစက်တင်ဘာဒီ on set ပေါ်ရောက်သွားလို့ရှိရင်ကိုယ့်ရဲ့ mood ကလည်း lighting တွေရဲ့အရှိရပြင်ဆင်ထားတာတွေကလည်းကိုယ့်ရဲ့ mood ကိုပြောင်းလဲစေရပါလို့ရှိခါတော့ဆိုးတယ်သူနော်ရမ်းဆိုးတယ်ဘလို့မှသုံးမလို့မရဘူးနော်ရမ်းစိတ်တူဘောက်တယ်တကယ်မီးမဆုံးမှမဆုံး ားထဲမှာဆိုဘယ်သူမှချက်လို့မရဘူးဘယ်သူမှချက်လို့မရဘူးလို့သူကအဆုံးထိကိုတခုကောင်းတာတော့ဒီမင်းဟိုမင်းသားကြီးရိုက်ပြီဆိုလို့ရှိရင်ဇလန်းတော်တော်များများအဖြီပေါ့နော်နောက်ဆုံးညရင်ကောင်းသွားတယ်ဆိုတော့ဒါပေမဲ့ဒီကားကျတော့ထူးခြားတာအဖြီလုံးဝမပါပါဘူးသူကလုံးဝကျွတ်တရားမရှိရဲ့ကောင်မစမိုက်နေမှာဆိုတော့တယောက်တော့ဖြစ်နေတယ်သူကသိုးတဲ့မောင်ခါကြလို့ရှိရင်ပို့ချစ်ကြလေသူ့မှာဗာမင်းအားနေချက်ရှိဥမာသူ6ရက်ဖြစ်သွားဆိုလဲကိုပို့ပြီးတော့သူ့ပုံမှန်ဟိုဟာပေါ့ဘယ်လိုပြောမလဲမေတ္တာပို့ပြီးတော့စိတ်မကောင်းဂယုနာဂယုနာပို့ဖြစ်သွားပေါ့အဲသူ6ရက်ကလေးမက ောင်းပါလားမမောင်လေးအဲသူစိုးပါစေသူခင်ဗျာလဲဒါ charity ကကောင်းရှာမှာမဟုတ်အဲ့လိုမျိုးတွေးမိမှာပဲသိရမလားအမားတို့အိမ်မှာဆိုလို့ရှိရင်လည်းဟိုနည်းနည်းအားနည်းတဲ့သူဆိုလို့ရှိရင်ပုံပြီးတော့အချစ်ပူကြရလေဘယ်မိသားစုမှာဖြစ်ဖြစ်အဲဟိုမောင်မဲဖြစ်ဖြစ်ညီမလေးပဲအမညီမလေးဆိုလဲအမေကလည်းမင်းငယ်မလေးတနာပါလေသူကဒါလေးကြားမလုပ်တတ်ဘူးအဲ့ဒါကိုကြိုဟိုဘယ်လိုပြောမလဲစိတ်ထဲအောင်တနာနေအခုကိုမောင်လေးဆိုလဲအဲ့လိုပဲလေဒီဒီထဲမှာလည်းသူချက်တော်လေးကောင်းတာမဟုတ်ဘူးဟဲ့ငါမောင်လေးကဒါလေးပဲသူ့မှာစိုးစရာရှိရာစိုးပါစေဆိုပြီးတော့အဲ့လိုသဘောပေါ့ ဒီမြန်မာမှုပေါ့နော်ပြောတဲ့လည်းဖြစ်ပြောတဲ့ဆိုတဲ့ကားလေးကဒီအမားတို့မြန်မာတွေရဲ့တကယ်ကိုဘယ်လိုပြောမလဲ အလူဖြစ်ချင်ကြရတယ်ရှင်လောင်းဆိုတဲ့ဟာရှင်ဒီရှင်ပြုတ်တယ်ဆိုတာမြန်မာတွေရဲ့အိမ်မက်ပဲပေါ့ပြောရမယ်ဆိုလို့ရှင်မိဘတွေအိမ်မက်ပဲဆိုတော့ဒါလေးကဒီဟာနဲ့ပတ်သက်ပြီးရိုက်ထားတဲ့ကားလေးဆိုတော့လာပြီးတော့ကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ဟုတ်နောက်တစ်ခုကကျတော့အမလည်းဒီ၅နှစ်တွင်မှာပထမဆုံးပြန်ပြီးရိုက်တဲ့ကားလေးဆိုတော့စူးစမ်းထားတဲ့အတွက်ကြောင့်မလို့လာပြီးအားပေးပြပါလို့ပြောချင်ပါတယ်ဆက်တင်ပါ